Hello မင်္ဂလာပါကျွန်နာမည် points ပါတွေ့ဦးတကြံတဲ့လူတို့ရဲ့အသက်အဲ့ဒါပါဆိုလိုတာလဲဆိုတော့မနေ့ကကြာတော့မြန်မာတွေရဲ့နှစ်တကူအထာတကြံတဲ့နိုင်ငံထဲမှာ2021ကနေပြီးတော့ယခုချိန်ထိဖြစ်ပေါ်နေတဲ့ BN ရဲ့မျိုးမျိုးကြားတွေကနေမြန်မာလူမျိုးတွေရဲ့အသက်ဒုက္ခတွေနဲ့နှစ်တင်မဟုတ်တော့ဘဲနဲ့လာမယ့်နှစ်တွေနှစ်တွေတိုင်းမှာချမ်းသာဒုက္ခတွေနဲ့ပြည့်စုံဖို့အတွက်ကျွန်တော်အရင်စုမောကောင်တောင်းပေးရင်းနဲ့စီစဉ်လေးစလာရအောင်နော် နှွေဦးတကျင်တဘာဝပြောင်းလဲမှုဆိုလိုတာလားဒါမှမဟုတ်တခြားနည်းအနေနဲ့ခံစားမှုတစ်ခုခုဆိုလိုတာလားအတန်နဲ့ပတ်သက်တာတွေကတော့လူတွေရဲ့ထောက်ခံတန်တွေတောင်းဆိုတန်တွေနဲ့တဝင်လှုပ်ရှားမှုတွေကိုပတ်သက်တာလားဥပမာနှွေဦးရာတီမှာလွတ်လပ်မှုပြောင်းလဲမှုအနာဂတ်ကိုရည်ရွယ်တယ်လို့လူတွေရဲ့အတန်ကလည်းပြောင်းလဲမှုတွေအတွက်တိုက်တွန်းမှုတွေမျိုးရှိလာခဲ့နှွေဦးရာတီဆိုတာကတော့တဘာဝအနေနဲ့တစ်နှစ်တာသက်တမ်းတဲ့ကနေပြီးအသစ်ပြန်လဲတဝင်လာတဲ့အချိန်ပါဆောင်းရာတီရဲ့အေခဲမှုကနေပြီးတော့နှွေဦးရဲ့နှွေထွေးမှုကိုအစားထိုးသွားတယ်လို့ လူပေါင်ထံမှာလည်းຫນွေဥဆိုတာအများအဖြစ်ပြောင်းလဲမှုကိုချိတ်ဆက်လိရှိတယ်။တမိုင်းကိုကြည့်မယ်ဆိုရင်ຫນွေဥဟာလူခွင့်ရွေးတွေလှုပ်ရှားမှုတွေနဲ့အလွန်တက်တာတဲ့တင်ဂေတာတစ်ခုဖြစ်နေတယ်နော်။ဘာဖြစ်လို့လဲဆိုတော့အာရရဲ့လှုပ်ရှားမှုတစ်ခုမှာအာရຫນွေဥဆိုပြီးတော့တော်လန်ရေးတစ်ခုကိုလည်းຫນွေဥတော်လန်ရေးဆိုတဲ့စိုင်းဘုတ်လေးကိုသူတို့အသုံးပြုခဲ့ကြတယ်အာရဒေတာမှာ။ဒါကြောင့်မလို့လူဒူးရဲ့အတန်ကလည်းຫນွေဥလိုပဲ အရေးပါတဲ့ပြောင်းလဲမှုတစ်ခုကိုမြင်ရအောင် ခေါ်ဆောင်တဲ့အရာတစ်ခုလို့လည်းပြောလို့ရတယ် လွန်ခဲ့တဲ့2019လောက်ကတည်းကနေပြီးတော့မှကျွန်တော်တို့နောက်ဆုံးပျော်ရွှင်ခဲ့ရတဲ့နှွေဦးတကြံဆိုပြီးတော့စိုင်းဘုတ်တက်ထားခဲ့တာတော့ဟုတ်ပါရဲ့ကျွန်တော်တို့တွေကအဲ့လိုစိုင်းဘုတ်တက်ထားပြီးတော့မှကျွန်တော်တို့တက်စိုင်းဘုတ်တက်ထားတဲ့အတိုင်းထပ်ပြီးတော့မပျော်ရွှင်ရတော့ဘူးဆိုတဲ့ပုံစံနဲ့တော့ကျွန်တော်တို့ဒီလိုပုံစံကြီးတော့ဖန်တီးပြနေရတော့မဟုတ်ပါဘူးเนาะကျွန်တော်ဆိုလိုတဲ့အဓိပ္ပာယ်ကတော့ကျွန်တော်တို့အခုလက်ရှိဖြစ်တည်နေတဲ့မြန်မာလူတို့ရဲ့ခြေထဲမှာကျွန်တော်တို့ပျော်ခြင်းလို့ပါခြင်းလို့ပြောတဲ့အရာမဟုတ်ပဲねကျွန်တော်တို့ရဲ့နှုတ်ကနေထွက်လာတဲ့ နှုတ်စည်းတစ်ခုကိုကျွန်တော်တို့ဖောက်ထားသလိုဖြစ်နေတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အဲ့ဒီတုန်းကပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်တန်ခဲ့ပြီးတော့2019 COVID-19 စပြီးကတည်းကမှကျွန်တော်တို့မြန်မာပြည်ကိုစိုက်လာတဲ့ကက်တွေအကုန်လုံးကျွန်တော်တို့ကလက်ခံပြီးတော့မှငါတို့တွေရဲ့နိုင်ငံကြီးမှာဘေးဒုက္ခတွေနဲ့တိတိတတ်တာကြီးကြုံလာရတဲ့အခြေအနေတစ်ခုကိုယနေ့ယခုအချိန်ထိပါဖြစ်လာတဲ့တဘာဝဘေးတွေရောဆေးဘေးတွေရောလူမှုရေးတွေရောယောဂဘေးတွေရောနိုင်ငံတကာနေပြီးတော့မှ ကျွန်တော်တို့ဖိအားပေးရတဲ့အရာတွေအဆဆအရာရာအကုန်လုံးဝနေစပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းတစ်ခုလုံးကျွန်တော်တို့မေ့နေတယ်လို့ကျွန်တော်ကထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လူငယ်တွေမှာသမိုင်းတစ်ခုရှိရဗျာ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကျောင်းတင်ကျောင်းမှာတင်ပေးတဲ့သမိုင်းရှိမယ်။ကျွန်တော်တို့ဘဝတွေမှာရှိခဲ့တဲ့သမိုင်းတွေရှိမယ်။နိုင်ငံကြီးတစ်ခုလုံးမှာဖြစ်ခဲ့တဲ့အနောက်ပိုင်းမှာသမိုင်းတွေရှိမယ်။အဲ့ဒီသမိုင်းတွေကြားထဲမှာအခုပျော်ရွှင်စရာသမိုင်းတွေလည်းရှိတယ်။အဲ့ဒီဟာတွေကိုလည်းကျွန်တော်တို့မေ့ပြစ်မထောက်ဘူးလို့လိုတယ်လို့ကျွန်တော်တို့ကထင်တယ်။အဲ့တော့မို့လို့ကျွန်တော်တို့ဒီ အခုလိုမျိုး digital voice တွေမှာကျွန်တော်တို့ဒီလူတွေရဲ့အုံနောက်တယ်ကိုကျွန်တော်တို့ဒီအသည့်လေးတွေပြန်ပြန်ပြီးတော့ဝင်လာအောင်ကျွန်တော်တို့မြန်မာလူမျိုးချင်းချင်းအတွေးကိုလေအခုလိုမျိုးတက်နေဖြတ်နေတဲ့ဘက်ကိုပဲဥတီမတော်အောင်လေကျွန်တော်တို့ပြန်ဆွဲခေါ်တာပြောချင်းပါချင်းရတဲ့အချိန်နဲ့အချိန်ကမဟုတ်မှန်းတော့တည်တယ်ဒါပေမဲ့ကျွန်တော်တို့ ဒီຫນွေဦးတကြံမှာအခုຫນွေဦးတကြံကိုကျွန်တော်တို့ဘယ်လိုဆင်နွှဲကြမလဲဟုတ်ပြီကျွန်တော်ကတော့ဒီ digital finance ဆင်နွှဲတယ်ဗျဟုတ်ပြီမလားအကိုတို့မားတို့ညီကောင်မောင်တို့တွေလည်းခေါင်းထဲမှာရှိတဲ့ idea တခုနဲ့ဆင်နွှဲကြပါကျွန်တော်ကတော့ online ကိုဖိတ်ခေါ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ PDF တွေရောမြန်မာပြည်သူပြည်သားတွေအားစာ ျွန်တော်တို့လက်မခံတဲ့စနစ်တခုအောင်မှာတကြံမစင်ရရဘူးဆိုပြီးတော့မှကျွန်တော်တို့ပြိပင်ခဲကြတာတော့ဒါအမှန်ကျွန်တော်တို့လုံးဝမပြောရှင်းတာဘူးအခုကြည့်နေတာပုံရုံဆိုးတည်တဲ့ငလျင်နဲ့တဘာဝဘေးအန်ဒီရဲ့တင်ထားတဲ့အရာတွေအများကြီးပဲဒါပေမဲ့ကျွန်တော်တို့ဒီအချိန်မှာစိတ်တက်ရီဒီလိုဒုံဒုံကြီးချပစ်ထားပြီးတော့မှကျွန်တော်တို့ဒုက္ခတစ်ခုကိုရင်ဆိုင်နေရတယ်ဆိုတာသိပေမဲ့လည်းကျွန်တော်တို့မြန်မာနှစ်တစ်ကူးမှာကျွန်တော်တို့ရဲ့စိတ်တက်လူတွေနဲ့နှစ်တစ်ကူးကြရအောင်လို့ကျွန်တော်ကအဲ့လိုဆိုလို့ကြည်တာကျွန်တော်ချစ်တယ်မြန်မာလူမျိုးတွေအကုန်လုံးကျွန်တော်လည်းချစ်ကြပါ ဘာဖြစ်လို့လဲဆိုတော့ဒီလိုစိတ်သက်လူတွေနဲ့ကျွန်တော်တို့နှစ်သက်တစ်ခုကိုရှင်းဆက်သွားပဲကျွန်တော်စနစ်ကိုပဲတိုက်တိုက်စိတ်ကိုပဲတိုက်တိုက်တဘာဝကိုပဲတိုက်တိုက်ဒုက္ခကိုပဲတိုက်တိုက်တိုက်သမျှအကုန်လုံးကိုအောင်မြင်ရမယ်ဗျာကျွန်တော်ဆိုလိုတာတော့အဓိကစိတ်သက်တွေကိုကျွန်တော်တို့ရှိနေတဲ့နေရာကြီးမှာပဲလုံးလုံးကြီးပြစ်ချမထားခဲ့ဖို့ကျွန်တော်တောင်းဆိုတာအဲ့ဒါကျွန်တော်တို့လည်းကိုချင်းစာစီမရှိလို့ဒီလိုပုံစံနေနဲ့ကျွန်တော်တို့ပြောပြီးတော့မှ ခွန်အားပေးနေတာမဟုတ်ပါဘူးကျွန်တော်တို့တကယ်ပဲမြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့အပေါ်မှာကျွန်တော်တို့ကနိုင်ငံခြားမှာနေတယ်ဆိုပြီးတော့လေဒီလိုပုံစံနဲ့ကျွန်တော်တို့တပြောနေရလည်းမဟုတ်ဘူးဗျာတကယ်ပဲကျွန်တော်တို့တွေဘလို့ပုံစံတွေတောင်မှကျွန်တော်တို့အခက်အခဲဖြတ်ကျော်နေတဲ့အချိန်မှာအခုနှစ်သက်တစ်ခုရောက်လာပြီဆိုတော့ကျွန်တော်တို့တွေရဲ့ညီကိုမောင်နှမကျွန်တော်တို့ရဲ့မိသားစုတွေအကုန်လုံးနဲ့အတူတူဒီနှစ်သက်ကိုကျွန်တော်တို့ပြောပြောရွှေရွှေမဟုတ်ရင်တော့ကျွန်တော်တို့ကောင်းကောင်းမွန်မွန်ဖြတ်တန်းဖို့အတွက်ကျွန်တော်အကြံပြုချင်တာပါအတာရည်ဒီ ကျွန်တော်တို့ရဲ့နှစ်ဟောင်းမှာရှိတဲ့အညစ်အကြေတွေအကုန်လုံးကို စေကျော်တက်စင်တယ်ဆိုပြီးတော့မြန်မာတွေရဲ့အယူဆတစ်ခုရှိပါတယ်။ဒါကြောင့်မို့လို့ကိုရှိနေအရက်ထဲမှာအ ਨੇ ဆုံးတော့ကိုမိသားစုဝင်တွေပဲဖြစ်ဖြစ်ဒီတကြံချိန်ကာလမှာရေလေးတစ်ခွက်ယူပြီးတော့ကျွန်တော်တို့တကြံရေဆော့တဲ့ဆိုတဲ့ပုံစံလေးနဲ့ရေလေးတစ်ခွက်လောင်းပေးလိုက်ပါကျွန်တော်တို့ဒီနှစ်သိက်ကိုအေးအေးချမ်းချမ်းနဲ့ဖြစ်အောင်လို့ကျွန်တော်တို့အေးအေးချမ်းချမ်းလေးဆက်သွားအောင်လို့ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ကျွန်တော်တို့ကတော့ အကြံပြုပါတယ်ဒါကြောင့်မလို့ဒီကျွန်တော်ပြောတဲ့ digital voice အပိုင်းယူတော့ကျွန်တော်တို့လူတူးတွေရဲ့အသံဆိုပြီးတော့ကျွန်တော်ထည့်ပေးလိုက်တာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လည်းပါပါတယ်ဒီတက်မှာပြည်သူလူထုတွေအနေနဲ့ကျွန်တော်တို့တွေရဲ့ခံစားချက်ကြီးကို ဘသူဘာမှမရှိတော့တဲ့အချိန်ကျရင်ကျွန်တော်တို့မှအာကိုပြီးတော့တက်ပြောစရာကျွန်တော်တို့ ਨੇ ပြန်လဲကွန်မန့်တွေမှာစကားပြောစရာလဲဒီ YouTube မဟုတ်ရင် social media ဒီအပိုင်းတွေမှာပဲရှိနေတော့အကုန်လုံးကလည်းကျွန်တော်တို့အပြန်လဲစကားပြောကြဖို့ကလည်းတယောက်နဲ့တယောက်မတိတလို့ ਨੇ စိမ့်စိမ့်နေနေလို့ရတဲ့အဆင်မပြေကြဘူးဗျာကျွန်တော်တို့ညီကောင်မောင်နှမတွေပါဘယ်လိုပဲဖြစ်ဖြစ်တယောက်ရင်ထဲမှာရှိတဲ့ဟာတွေကတော့တယောက်နားထောင်ဖို့အတွက်ပြည်သူချင်းချင်းလဲဒီလိုပုံစံနဲ့ကျွန်တော်တို့လဲပတ်လို့ရပါတယ်ဘာလို့လဲဆိုတော့အဆိုးတွေဖြစ်နေတဲ့အချိန်ကြီးမှာအဆိုးတွေပဲအရင်အာရုံပြုတ် တော့နေနေရတယ်ဆိုတာတော့ကျွန်တော်တို့မိသားစုတွေမဆုံချုံသွားလို့မဟုတ်ဘူးเนาะကျွန်တော်တို့အဲ့လိုဆိုလိုတာမဟုတ်အဲ့ဒီကြားထဲမှာဒီလိုပုံစံနဲ့တည်ရှိနေတာဘာဖြစ်လို့လဲဆိုတာလူတိုင်းလည်းသိထားပြီးသားဒါကြောင့်မလို့ဒီလိုခံစားနေရတဲ့လူတွေအကုန်လုံးရဲ့ရင်ထဲမှာဘယ်လောက်ထိ ထိန်းထားရတယ်ဆိုတာယူကျွန်တော်တို့ကိုလည်းပြောပြပါကျွန်တော်တို့လည်းနားထောင်ချင်ပါတယ်ကျွန်တော်တို့ကိုချင်းစာပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုချင်းစာဖို့လူမျောလင်းပါပါဘာလို့လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံတခုလုံးမှာအခုနှစ်တစ်ခုတာတကြံရောက်ပြီဆိုတာတော့မှကျွန်တော်တို့တွေရဲ့စိတ်ထဲမှာဒီဘေးတွေကြီးပဲအကောင်းဆုံးမှာပြည့်နှက်နေပြီးတော့မှ ဘယ်ချိန်ပါအန္တရာယ်နဲ့ဘယ်ချိန်ပါပြဿနာတွေထက်ကြုံရမလဲဆိုတာယူပဲကျွန်တော်တို့အများနဲ့တွေးနေလေရှိတယ်အဲကြောင့်မလို့ကျွန်တော်ဆိုလိုတာတော့ဒီနှစ်သက်ကိုအတာရေလေးလောင်းပြီးတော့ကိုယ်ခေါင်းတည်းကနေအေဂျင့်မှုတွေဘယ်လိုပုံစံနဲ့ဖြစ်လာမလဲဆိုတာကနေစပြီးတော့တွေးစီချင်တာပါမြန်မာလူမျိုးတွေရဲ့တက်တာမှာနှစ်တစ်နှစ်ကူပြောင်းတဲ့ချိန်ကြရင်ကျွန်တော်တို့အများနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့အတာရေဆော့ပြီးတော့မှကူပြောင်းရတဲ့နှစ်သက်ကြီးကိုဘယ်လိုပဲဖြစ်ဖြစ်ကိုတေချာပေါ့ ဒီလိုပုံစံနဲ့မလဲပတ်နိုင်တာတောင်မှပဲကျွန်တော်တို့ရဲ့အတာတကြံနှစ်တဲ့အချိန်ကာလကိုရောက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်ကိုကျွန်တော်တို့နှစ်တဲ့တစ်ခုကိုဖျက်တော့မယ်ဆိုတဲ့စိတ်လေးနဲ့ပဲကျွန်တော်တို့ကောင်းကောင်းမွန်မွန်နဲ့နှစ်တဲ့တစ်ခုကိုကြိုးစားပြီးတော့ရှေ့ဆက်လျှောက်ရဖို့အတွက်ကျွန်တော်တိုက်တွန်းလိုပါတယ် ကောင်းမွန်သောနှစ်သစ်တစ်ခုဖြစ်လာပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံကြီးပြန်လဲအေးချမ်းပြီးတော့မှ ကောင်းကောင်းမွန်မွန်ရပ်တည်ပြီးကမ္ဘာမှာအစ်စ်တန်ရှိရှိနေထိုင်ရနိုင်ငံတကာနိုင်ငံအဖြစ်ပြန်လဲရှင်သန်ဖို့အတွက်ကျွန်တော်ဆုတောင်းပါတယ်ဟုတ်ပါပြီအားလုံးအေးချမ်းသောဘဝမျိုးပိုင်ဆိုင်ကြပါစေကျွန်တော်နောက်ပုံမှာတွေ့ကြအောင်